ိုသွေးချင်းမှဆွေးနွေးကြမရှိဘူးဆိုပြီးတော့အခုတော့ဗာလဲစစ်ကောင်စီကဆွေးနွေးသွားလားစစ်ကောင်မရှင်ဆွေးနွေးရပါစသည်ဖြင့်တန်တရားဖြစ်တာပေါ့ဒါပေမဲ့ဟိုကျွန်တော်သိတလားပေါ့ကျွန်တော်သိရဘလောက်မှန်လဲတော့မသိဘူးခုဘက်ကလည်းကျွန်တော်တို့မဆွေးနွေးဘူးအဲ့ရှိသေးတယ်အဲ့ရှိသေးတယ်ဟိုကျွန်တော်ဘက်ကယူရဲဟိုသူတို့ဘက်ကတော့ကျွန်တော်တို့ဟိုဟာပေါ့လေကျွန်တော်တို့ဘက်ဆွေးနွေးရင်သူတို့ဘက်ကအဆင်သင့်ဖြစ်မယ်လို့မထင်ဘူး မင်္ဂလာပါခင်ဗျာဒီဒီဘက်မှာလည်းကျွန်တော်ထူးထူးခြားခြားဒါစကားဝိုင်းလေးတစ်ခုစီစဉ်ထားပါတယ်အဲ့ဒါကတော့ကျွန်တော်ဒါရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဒါဆရာကြီးဦးတင်းလွင်နဲ့ပေါ့နော်ကျွန်တော်ထပ်ပြီးတော့မင်းမြတ်နဲ့ဒါကဏ္ဍလေးပေါ့နော်ဒါလေးကျွန်တော်စီစဉ်ထားပါတယ်ဟုတ်ဆိုင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဟုတ်ဆိုင်ဒါပြန်ပြီးလဲစုံပြီပေါ့နော်ဟုတ်ကဲ့ဆိုင်ပြောခဲ့တဲ့ ရှေ့ကဒီအကြောင်းအရာလေးပေါ့နော်လူလူသိကျင်တဲ့အကြောင်းအရာတွေအတွက်လည်းဆရာယူကျေးဇူးတင်ပါတယ်ပေါ့နော်အခုထပ်လာပြီးရတဲ့အတွက်လည်းထပ်ပြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကလည်းအခုပြောမယ့်အကျေးဇူးတင်ပါတယ်ကျွန်တော်တခုပဲဟိုဒီပြောချင်တာကျွန်တော်လွတ်လပ်ပြောအောင်ပေါ့လေတကယ်လည်းမှန်ပါတယ်ကျွန်တော်ကဘယ်သူတောင်းပေးလို့မှဒါကိုဆောင်ရွက်တာလည်းမဟုတ်ဘူးကျွန်တော်နိုင်ငံရေးကကျွန်တော်ဖာသာတောင်းယူပြီးတော့ပြောချင်တာပေါ့နော်ကျွန်တော်ပြောရတဲ့စကားကျွန်တော်တောင်းပြပါဆို ဖူးရေးအတောင်ပြောကောင်းတယ်ကိုဖွဲ့စည်းကိုစားပြီးဖြစ်တယ်မသိတော့ဘူးပေါ့နော်ဟုတ်ကဲ့ဖွဲ့စည်းပို့ဆက်ကျွန်တော်ဒီတောင်အောင်ယူထားဖြစ်တယ်ဒါပေမဲ့ပြောရတဲ့အခါကျရင်တော့ဟုတ်တော့ကိုစားပြီးလည်းမဟုတ်ပါတိကိုစားပြီးလည်းမဟုတ်ပေါ့နော်ဒါကျွန်တော်ယူစားပေါ့ဟိုမှားမှန်လေကျွန်တော်လည်းဆိုင်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲအဲကောင်းတယ်အဲခါကျတော့အဲအလေးတခုတော့ကျွန်တော်ကအဖွင့်အနေနဲ့ပြောလို့ပါလေဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးကဒါလွတ်တော်လဲထည့်ပြောသွားတာရှိတော့ပေါ့နော်ဒါလွတ်တော်ရဲ့လုပ်ငန်းဆောင်တာတွေပြီးတော့လက်တော်အခြေအနေတွေရလဲမေးချင်တာပေါ့နော်အဲဒါ အဓိကဒါပထမမေးချင်တဲ့မေးခွန်းကဒီဒေတာဆိုင်ရာလွှတ်တော်များအရင်ကဒါတိုင်းနယ်ပြည်နယ်လွှတ်တော်များပေါ့နော်အဲဒီလွှတ်တော်တွေကအခုလက်ရှိဘာတွေဆောင်ရွက်နေသလဲဆိုတာမျိုးလေးပေါ့နော်အာတီးခွင့်ရမလားပေါ့ဆရာကြီးပြောနိုင်သလောက်လေးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါကပြောလို့ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကပြည်သူအသိပေးပြီးတော့ဆောင်ရွက်တဲ့ကိစ္စတွေပါဒါဟုတ်ပေါ့ ခုနကကျွန်တော်တို့ကနေ့စဉ်ဟိုအပတ်စဉ်ဆောင်ရွက်နေကိစ္စရှိဒါရီကမလိုအပ်ဘူးပေါ့လေ။ဟောဆိုတော်လိုင်းမှာအဲ့လိုတင်းတိုင်းနေရောညလူအလုတ်လုပ်နေကြအခုလုတ်တဲ့အလုတ်မှာဘယ်သူမှရထူပြောမသိဘူးနော်။ဟုတ်ကဲ့ကိုလုတ်ကိုလုတ်ကြအားလုံးပါလေ။ဟိုဖြစ်တဲ့နေနဲ့ဖြစ်အောင်လုတ်ကြလုတ်ကြရဲ့ခကြဒီကာလမှာဟိုကျွန်တော်တို့လွတ်တော်ဒီကပေါ့2020နှစ်လောက်ကလေးကဟိုကျွန်တော်တို့ဒီစင်စာချက်ရှိကြရပေါ့နော်အတူတူကျွန်တော်ရန်ကုန်ကစင်စာခဲ့တာကဒီမှာ ကျွန်တော်တို့ရဲ့ဒီဟိုဘောဒီအဲကာလာမှာစပြီးတော့ကျွန်တော်ဒီတော်လိုင်းအင်အားစုရဲ့ဂျာမှာကျွန်တော်တို့ရဲ့ရှိပြီးအတွက်စဉ်းစားကြရတဲ့အခါကျတော့ကျွန်တော်တို့ဒီဂျာကာလာကိုအင်္ဂူပြောင်းရေးကာလာကိုတတ်မှတ်ချက်တွေပေါ်လာအောင်နော်ပေါ်လာတဲ့အခါကျတော့ဒီအားကြီးကိုဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အခါကျတော့ဂျာကာလာဆောင်ရွက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဟိုဥစားပေါ့ ဒီဖွဲ့စည်းပုံလောက်ထိရောမလို့ပေါ့ဒါဟိုဂျာကာလာကဟိုတူတော့တူတော့နိုင်တယ်ပေါ့နော်ဒါပေမဲ့ဘောဇောဟိုကျွန်တော်တို့ကဒီစေဟုစုပြုတ်ကြသွားတယ်သူပြောကာလာစစပြီပေါ့နော်အဲ့ကဲသူကပြောရင်ကာလာစပြီဆိုတော့ဒီကာလာလေးမှာကျွန်တော်တို့ကဂျာကာလာကိုစပြီးတော့ဆောင်ရွက်နေတဲ့ကာလာမှာဆိုရင်ကျွန်တော်တို့ကဟိုဒီပေါ့လေဖွဲ့စည်းပုံပုံစံပါပဲဒါပေမဲ့ဥပဒေအစီအမံလို့ခေါ်ရပါတော့နော် အဲအဲ့ခါကျတော့ဒီဂျီဥသားသဘောရအဖွဲ့စည်းပုံနဲ့အတူတူပါပဲအဲအဲ့အဲ့ဟာမျိုးနဲ့ဆောင်ရွက်မဲ့ကျွန်တော်2020နေရဆောင်ရွက်ခဲ့ရှိပါရှိရခါကျကျွန်တော်တို့အဲ့မှာသဘေးအဖွဲ့ကြီးဟိုကျွန်တော်တို့ဒီတခြားအင်အားစုကြီးပေါ့နော်ဟို CRM ကျွန်တော်တို့ဒါပညာရေးကျန်းမာရေးနဲ့ကျန်တဲ့အင်အားစုတွေပေါ့နော်တခြားပါတီနိုင်ငံအင်အားစုတွေစသည်ဖြင့်ပေါ့လေဒီပြင်အင်အားစုတွေလည်းပါတယ်ကျွန်တော်တို့ဒါကိုဟိုဆွေးနွေးခဲ့ကြတဲ့ကာလတစ်ခုရှိရပေါ့နော်ဟုတ်နောက်ပိုင်းမှာဟို ျွန်တော် channel လွတ်တော်တွေကပါဆောင်ရွက်ဖို့လိုအပ်လာတဲ့ခါကျတော့ကျွန်တော်တို့အားလုံးညှိနှိုင်းပြီးတော့ဒီတပီလုံးမှာပေါ့လေဟိုညှိနှိုင်းတဲ့မူတရားပေါ်လာတော့ကျွန်တော်အဲ့မူနဲ့ညီဆောင်ရွက်ကျွန်တော်ညှိနှိုင်းတာကိုရက်ထားခဲ့ပြီးအဲ့မူနဲ့ညီပေါ့သူတို့ညှိနှိုင်းမှုတွေပါရဆောင်ရွက်တဲ့ကိစ္စကိုကျွန်တော်တို့ကပါပြီးဆောင်ရွက်ခဲ့ရမှာအဲ့ဒါကကျွန်တော်တို့နောက်ထပ်ကလတ်ကူတော့ကြာသွားတာပေါ့လေမကြာဘေးကင်းကမှကျွန်တော်တို့ဒီဟာကိုဟိုဒီဟိုဟာပေါ့ ဒီဒီကောဒီ process time ပေါ့ကျွန်တော် commission တွေ right ဖွဲ့တဖက်မှာလည်း mandali ကိုစကိုင်းမကွေးမှာဒီကိစ္စဆောင်ရွက်နေပေါ့ပြည်စီမှာလည်းဒါကျန်တဲ့အင်အားစုနဲ့စီမိုင်းဆွေးနွေးကြတယ်ကလာတခုမှာတော့ဆွေးနွေးကြပေါ့ဒီဇာကလာတခုပြင်ဒီမှာဘလူးရီပြတ်ထားမလဲဟိုဘလူးဆောင်ရွက်ကြမယ်အဓိကကတော့ဟိုဒီဒီနေရာမှာဥချွေအဖွဲ့ဆိုတော့အများဆန္ဒအတိုင်းပေါ့ဝိုင်းမီရွေးကြမှာရွေးကြတဲ့အခါကျတော့လွတ်တော်တွေရဲ့ဥစားပေါ့ ဟိုတောင်ကတော့ဒီဟာကြီးကိုဥရိနဲ့အညီဖြစ်ဖို့ပေါ့နော်ဟုတ်အဲဥရိနဲ့အညီဖြစ်ဖို့ဒီဟိုစားနိုင်ငံကဖွဲ့စည်းပုံတွေလိလာပြီးရောဒီနိုင်ငံကဖွဲ့စည်းပုံတွေအတိုင်းပုံစနစ်ကြီးဖြစ်တော့ဘယ်ဘယ်သူဘယ်ဘယ်သူတွေရွေးချယ်လို့ဘယ်သူတွေတောင်းထမ်းတာမို့ဒီတင့်တော်တဲ့ပုဂ္ဂိုလ်များမို့တောင်းထမ်းတဲ့အခါမှာဘာဘာဆောင်ရွက်မယ်ဆိုအစဉ်အသင်းပြထမ်းပြီးတာပေါ့ဒါလည်းလွတ်တော်ရဲ့အလို့ဆိုတော့လေဒီကာလမှာကြတော့ဟိုကျွန်တော်တို့ကအများပါဝင်ဆောင်ရွက်ဖို့လိုအပ်တယ်လေ များနဲ့ညှိနှိုင်းဆောင်ရမယ်လို့ပဲကျွန်တော်တို့သဘောကြီးပဲဆောင်ရလို့မသိတော့ဘူးကျွန်တော်ကအစတည်းကအဲ့လိုလုပ်ခဲ့ခုချိန်မှာတော့ channel လွတ်တော်ကြီးလည်းလာလို့ပါပဲဆောင်ရခဲ့ပြီဆို channel လွတ်တော်ကြီးကတော့ဟိုကျွန်တော်တို့ရဲ့စော့သွားတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကဟိုမြေပြင်လုပ်ငန်းနေရာကြီးကျွန်တော်တို့ရဲ့ပို့ပြီးတော့ဟိုဖြစ်တယ်ဟိုခီးရောက်တယ်ပေါ့နော်အဲ့ခါကျတော့ဒီမန္တလေးမကွေးစကိုင်းစသတိတဲ့အချိန်အဲ့အဲ့ခါကျတော့သူတို့တွေမှာအရေးကြီးဒီကိစ္စဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်တို့မှာတော့ဟို ဟိုသူရဆိုင်အချိန်ရရပေါ့ဒါပေမဲ့ကျွန်တော်ဆောင်းရစီအချိန်ဆောင်းရမယ်ဆိုပြီးကျွန်တော်ဆောင်းရထားတယ်။ဆောင်းရထားတဲ့အခါကျတော့ဒီကာလမှာတော့ကျွန်တော်တို့ဒီဟိုစာဒီကျွန်တော်တို့ကော်မရှင်ကလည်းကျွန်တော်တို့ဒီထက်မှလည်းဟိုကျွန်တော်ကော်မရှင်ဖွဲ့စည်းဆောင်တဲ့အခါမှာလည်းကော်မရှင်ထဲမှာဟိုတော်တော်ကိုယ်စေတွေကစိတ်ပိုင်းညီနဲ့ပါဝင်တာပေါ့နော်။တော်တော်ကိုယ်စေနဲ့ပါတီကစိတ်ပိုင်းနဲ့ပါဝင်တယ်။ကျန်တဲ့ဟိုကျန်တဲ့ခုနကကျွန်တော်ပြောတဲ့အင်အားစုကြီးလေကွန်ပျူတာမှာပါဝင်ဆောင်ရွက်ပြီးတော့ ်အကျွန်တော်လွှတ်တော်လူတွေမဟုတ်ပါဘူးအားလုံးဆောင်ကြတယ်ကျွန်တော်လွှတ်တော်အနေနဲ့ကတော့အကြာသေးကံအကြာကလာအစီအမံလွှတ်တော်မှာတည်ပြုခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ကျန်တဲ့ကျန်တဲ့ဟိုအရာတော့ကျန်တဲ့လွှတ်တော်တွေကတော့ဟိုဒီကိစ္စကိုဟိုစောစောပိုင်းနေရာတော့ဆောင်ရွက်နိုင်တဲ့အတွက်သူတို့ကဟိုလိုအပ်တဲ့ဥပဒေပြဋ္ဌာန်းတာကျန်တဲ့အရာစမြညှိနှိုင်းပြီးတော့ဆောင်ရွက်တာနောက်တစ်ခါကျွန်တော်တို့ဒီစိုးအဖွဲ့ရွေးချယ်တာအုပ်ချုပ်ရေးအဖွဲ့ရွေးချယ်မန္တလေးကို စကိုင်းတမဆာလို့ရမှာတော့ဆောင်ရွက်ဆောင်ရွက်ကသူတို့စီမှာတော့နင်းမီလဲရှိတယ်ပြီးတော့ကြအခွန်ကိစ္စတွေပဲရှိတယ်သူတို့ကတကယ်လက်တွေ့လိုအပ်ချက်ပေါ့နော်ကျွန်တော်ရအောင်မှာလက်တွေ့လိုအပ်ချက်တော့မရှိသေးဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံကြီးမှာကြီးတဲ့ချက်ပုံစုဖြစ်လာလို့ရှိရင်ဟိုရွေးချယ်တော့အများသဘောတူဟလာကျွန်တော်တို့အဖွဲ့အစည်းနဲ့ညှိနှိုင်းရွေးချယ်ကြမယ်ဘလူးလူကြီးပါဝင်ဆောင်မယ်အဓိကတော့မြေပြင်မှာရှိပြီးတော့ပြည်သူနဲ့သတိုင်းရှိရင်ဥစားပေးပြီးတော့ဆောင်ရွက်ရမှာပေါ့လေအဲလိုဆောင်တဲ့အခါကျတော့ကျွန်တော်က ီဥရိဥစားပေါ်ဒီဒီနိုင်ငံတကာစံနေတဲ့အညီပေါ်ဒါမှလည်းနိုင်ငံတကာကဟိုကျွန်တော်တို့ဒါလီးစသားနဲ့ကျွန်တော်တို့ဆောင်ရွက်တာဟိုစစ်ကောင်စီစေအုပ်စုလို့ဗျံပရာမဟုတ်ဘူးကျွန်တော်တို့ကဟိုဒီနိုင်ငံတကာစံမြန်းနဲ့အညီဟိုဆောင်ရွက်တယ်ဥရိစံနဲ့အညီဆောင်ရွက်တယ်ဆိုတော့ကျွန်တော်သက်သေပြလို့ရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဟိုဒီကာလမှာဟိုဒီ ဟိုအာဆီယံဘောအင်ဂျင်နိုင်ငံတွေရတယ်ကျွန်တော်တို့ဒီလွှတ်တော်ရဲ့ဆောင်ချက်ကိုအတိမတ်ပြုတယ်လို့ယူဆရပေါ့လေဟုတ်ကဲ့ဖြစ်လဲဆိုတော့ဟိုကျွန်တော်တို့ပြီးခဲ့တဲ့ကာလအိမ်မှာဆိုရှင်ဒီဟိုစားအာဆီယံ2ကိုစလဲလို့ပါလို့ပါသူတို့မလေးရှားပေါ့ကျွန်တော်တို့ဒီကာလမှာမလေးရှားဆောင်ရတဲ့ခါမှာကျွန်တော်တို့ဒီဒီ process ကိုဆောင်ရွက်နေတဲ့ဒီ Federal Unit တွေပေါ့ဒီဒီဥစားဒီ unit တွေကလွှတ်တော်တွေရော commission တွေရောပေါ့လေအဲ့လိုဖိတ်ကြားရတာရှိလာရယ်ပေါ့နော်ရှိလာပြီးတော့ဒီအောင်ဥစားဒီထက်မှာဟိုလွှတ်တော်တွေကမှဒါခီးသွားဖို့အဆင်ပြေတယ်ပေါ့နော်ဒီပါကီသွားလွာကွင်းကိုဆောင်ရွက်နိုင်တဲ့သူတွေတွားကြပါဘုနော်သူတွားကြရှိပါတွားကြရမယ်ဒီသတင်းတွေကိုသိကြကြပြန့်ပြန့်ကျွန်တော်တို့ကဟိုပြင်ကိုထုတ်ပြောလို့ရောမရှိဘူးပေါ့လေဒီအချိန်မှာတော့ကျွန်တော်တို့ ဟိုဒီသတင်းတွေကလည်းဟိုနည်းနည်းလူသိလာတယ်ဆိုတော့ပြောကြပါဘာဖြစ်လို့လဲဆိုတော့အဓိကကတော့အာဆီယံကုတိုင်ကဟိုဒါကိုဆောင်ရွက်နေတယ်ဟိုကျွန်တော်တို့ကလည်းသိမှတ်ပြီးကျွန်တော်တို့ဆောင်ရွက်နေတာသူကသဘောကျတယ်ဒါဆောင်ရွက်တာနိုင်ငံရေးဖြစ်တင်တယ်ဆိုတော့ဒါပေမဲ့အဲ့လိုဆောင်ရွက်ခြင်းကဟိုသူတို့မူနဲ့ကဲ့လာဆိုတော့သူတို့ထမငင်းကုန်ကြာမှဖြစ်ချင်မှမရအောင်ဟုတ်ပါပြီသူကဟိုပြည်ဝင်လုံးဝမဆွဖြစ်အောင်ဆိုမူကရှိနေတာပြည်စီမှာအဲအဲ့ခါကျအဲ့အကြောင်းကိုထင်ပါရဲ့ကျွန်တော်ယူဆပါ ဘာလို့သူတို့ဖွဲ့ကဟိုကျွန်တော်တို့ကာလာတခုမှာဟိုကျွန်တော်တို့ဥစားဒီဘက်ကိုထိုင်းနိုင်ငံနဲ့ဒီလာပြီးဆွေးနွေးရလဲရှိပါကျွန်တော်တို့ဖွဲ့နဲ့တွေ့ပြီးဟုတ်အဲဆွေးနွေးရဟာပြီးဆိုကျွန်တော်တို့ request လုပ်တယ်ပေါ့ဒါဟို media interview တော့မလုပ်ပါနဲ့ဆိုတော့ဘာလို့အဲအဲ့ကကျွန်တော်စဉ်းစားမိရဒီကိစ္စရောဖြစ်နေဒါပေမဲ့ဆေးဥစုဟာကျွန်တော်တို့နဲ့တွေ့ဆိုမသိကြမှရှိပါဘူးဒါပေမဲ့လည်းဟိုဒါပေမဲ့လည်းဟိုတိတာတိတိမမြင်စီနဲ့ပေါ့ဗျာတိတာဘာလို့ဆိုတော့ဟိုပြဿနာမဖြစ်ချင်ပါဟိုစား မင်းတို့လောက်တာငါတို့ပြည်ကိုဆက်ဖက်တာလားဆိုအပေါ့မျိုးသူကရှင်းပြနေအဆင်မပြေဘူးပေါ့အဲအဲအကြောင်းမို့သူကဟိုသူတို့ဟိုအဲ့လို sorry တယ်လို့ယူဆရပေါ့အဲအကြောင်းမို့ကျွန်တော်ကဟိုဒီကာလာလေးရဲ့အခြေအနေပေါ့ကျွန်တော်တို့ဆောင်ချက်ရှင်းပြရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကြီးဆရာကြီးဖြစ်သွားတဲ့အချိန်မှာဒီခုနဒီအာဆီယံကဖိတ်ကြားတယ်ဆိုတဲ့ဟာတွေလည်းပါတယ်ဆိုတော့ဆရာကြီးဒီလက်တလုံးမှာဖြစ်နေတဲ့ဟာတွေလည်းအဲဒီလူပြောများနေတဲ့တည်င်းတွေလည်းရှိတာပေါ့နော်ကောလာဟာလာထွက်နေတဲ့တည်င်းတွေလည်းရှိတာပေါ့အဓိကတော့ဒီခုန ီပါတဲ့နိုင်ငံကအဖွဲ့အစည်းတွေအထူးသဖြင့်အာဆီယံနိုင်ငံတွေကဖိတ်ကြားတဲ့အစည်းအဝေးတွေမှာတက်ရောက်ဆွေးနွေးခဲ့ရတဲ့ပတ်သက်ပြီးတော့ဒါအင်ဒိုနီးရှားမှာအင်ဒိုနီးရှားမှာဒါဆီအိုစုနဲ့ဒါကျွန်တော်တို့အစိုးရနဲ့ပေါ့နော်ဒါတွေ့ခဲ့တယ်ဆိုတော့တည်င်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဆရာကြီးတည်တလို့ပေါ့နော်ဖြစ်ရဲ့အမှန်တိုင်းလေးဒါကျွန်တော်တို့ပြည်သူတွေကိုလည်းအဲဒါတည်တလို့လေးပေါ့နော်ဆရာကြီးပြန်မြဝေပေးပါအောင်ဆရာကြီးဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကတော့ဟိုပါပေါ့လေဟိုကျွန်တော်တည်တလို့ကျွန်တော်ပြောပါမယ်ဒီကတော့ကျွန်တော်တည်ရလဲအမှန်ပါပဲဒီကဟို ပြောလို့ရှိရင်တော့ဒီဒီဟာကဟိုသူကုဇလေရဲ့တက်တန်းကမလေးရှားစီမှာဟိုဆုံးသက်သွားပေါ့ဆုံးသက်ပြီးတော့ဒီဟာမလေးရှားကနောက်ဆုံးစီဝေးလုတ်တယ်ပေါ့ဗျာနောက်ဆုံးစီဝေးလုတ်တယ်နောက်ဆုံးစီဝေးလုတ်တဲ့ချိန်မှာသူကအဓိကကတော့ဟိုဒီဟိုစဘဒီလူမှုရေးဒီလူသားဆန္ဒမှုအကူအညီပေါ့နော်ဒီနေဆက်ဖြတ်ကြပြီးပြီးမယ်ဟိုသူတို့ပေါ့လေဒီမလေးရှားရဲ့ဒီ ဟိုဒီဒါပေါ့အဆာစင်တာလာမီစင်တာတကူရှိအဲ့ရင်တစင်ပေးဖို့ဆိုပြီးစတကူဆောင်ရွက်နေရရှိအဲ့ကိစ္စကိုကျွန်တော်တို့ဘက်ကလည်းဟိုဝီမန်ပြောရပါဗျာဒါကဟိုဆေးဥစုဘက်ကတစင်သွားနေရောကျွန်တော်တို့ဘက်ကပြည်သူတွေမခံစားဘူးပေါ့နော်အဲ့ဒါကြောင့်ဒါคุณน่ะเพชဖြစ်တင်နေဆောင်ဖြစ်တော့အဲ့အဲ့ issue ဆွေးနွေးဖို့ဆိုပြီးတော့နောက်ဆုံးအချိန်ခေါ်လိုက်တယ်ဘာလို့ဟုတ်ဟိုဒီခါကျတော့ကျွန်တော်တို့ဒီလိုပဲ င်းအားစုရအလုံးသွားပြီးတော့တက်ကြရပေါ့တက်ကြရချိန်မှာအထူးခြားခြားဟိုဒီစီဝေးရဲ့အလုံးမှာပေါ့လေဘယ်လိုလဲမင်းနဲ့အင်ဒိုနီးရှားအင်ဒိုနီးရှားလက်ရှိဥက္ထာတော့လည်းမဟုတ်ဘူးလာမယ့်ဥက္ထာလည်းမဟုတ်ဘူးပေါ့ဒါပေမဲ့သူကဟိုသာဘာဖြစ်ဖြစ်အာဆီယံထဲမှာတော့ဩဇာရှိတဲ့နိုင်ငံဖြစ်တာပေါ့နော်ဟုတ်ပြီကြာသူကဒီမိုကရေစီကိုဟိုဆက်နိုင်စတဲ့ဒီမိုကရေစီကိုပြောင်းခဲ့တဲ့နိုင်ငံလည်းဖြစ်တယ်ဆိုတော့သူက သူစီရထူးရှားရှားပေါ့လေဟိုဖိတ်စာတောင်ရောက်လာရပေါ့ဖိတ်စာတောင်ရောက်လာခဲ့ကျွန်တော်လွတ်တော်လေဖိတ်ပါပဲဖိတ်တာဖိတ်တဲ့အခါကျတော့ तू ကပေါ့ပါပါရေးထားတာကဟိုပေါ့လေဟို तू ကဟိုအတ္တကကတော့ तू ကစီဝေးကခုနကလိုဗမာပြည်ရဲ့နာကကိုဆွေးနွေးပြီးပါရေးတဲ့ပေါ့လေဟို तू ကဟို ူ့ရဲ့တွေ့ကြုံမျှဝေခြင်းနဲ့သူကပြောင်းလဲခဲ့တဲ့တွေ့ကြုံပြောင်းလဲခဲ့တဲ့တွေ့ကြုံသူအနာရှင်စနစ်ကဆက်တဲ့စနစ်ကနေဒီဘက်ကိုဘယ်လိုပြောင်းလဲလဲဆိုတော့ဟိုတွေ့ဒီဟာပေါ့မျှဝေခြင်းနဲ့တွေ့ဟိုကျွန်တော်တို့အင်အားစုပေါ့ဒီဒလိုင်းအင်အားစုများနဲ့ဟိုဒီသူစီတွေ့ဆုံလို့လဲဆိုသူသူ့ရဲ့ဖိတ်စာထဲမှာ ဟိုဆက်အနာရှင်ကိုဖိတ်ကြားဆက်အနာရှင်ဘက်ကိုဒီဆေးဟုတ်စုဘက်ကိုဖိတ်ကြားရဆိုတော့လုံးဝမပါပါမပါဘူးအဲ့ကလာရုံကဟိုဖိတ်ကြားဖို့ရွယ်ချက်မရှိရလဲဖြစ်ဖြစ်မှာပေါ့နော်ဘာလို့ဆိုတော့ဒါကျွန်တော်တို့ဘက်မှာဟိုဒါဘလို့ဟိုဒီလိုတွေ့ကြုံဝေမျှပြီးတော့ကျွန်တော်တို့စီမှာဟိုဘလို့အသုံးချမယ်ဆိုတော့သူကမျှဝေလို့သဘောလဲဖြစ်ခြင်းဖြစ်မှာပေါ့နော်ဟုတ်ကဲ့ဟိုဒါပေမဲ့ဟိုကျွန်တော်တို့ကဟိုဒီဟာကို နည်းနည်းစိတ်ထဲမှာသူကဒီက program အသစ်ဖြစ်နေရောလေဒီဟာကိုဟိုကျွန်တော်တို့ကစိတ်ထဲမှာဟိုနည်းနည်းဟိုတန်တရားဖြစ်တာတော့မဟုတ်ဘူးဗျာတည်ကြခြင်းတာပေါ့တည်ကြခြင်းတဲ့အတွက်ကျွန်တော်တို့ကဟိုကျွန်တော်တို့ဒီဟာကိုချိတ်ဆက်ပြီး NUG ဘက်ကိုပေါ့လေကျွန်တော်ကျွန်တော်တို့ email တော့ email ပါတယ်ဒါဟိုအင်းဒီငငိုင်းဝင်ထန်တာပေါ့ပေးလိုက်ပုံရတယ်တော့သူတို့ပြောသူတို့ဟုတ်တယ်ဒီဟာဟိုသူတို့တောင်းလို့ကျွန်တော်တို့ပေးလိုက်တယ်ပြောကြဒီဟာကဟိုပါပေါ့နော်ဒီဟာကဟို သူတို့လည်းဒါကိုသိကြအောင်ပေါ့လေသူလည်းစုံစမ်းနေသူတို့ရောပြောထားရပေါ့လေတခြားဖွဲ့စည်းပေါ့ဗျာအင်အားစုထားဝါရောမှာမနိုင်ငံမှာဆိုရှင်ဟိုကျွန်တော်တို့ဒေါ်လာအီးကိုထောက်ပံ့နေတဲ့အင်အားစုတွေရှိရပေါ့ဒီမှာလိုင်းကအမျိုးမျိုးရှိအောင်ဟုတ်ကဲ့ဟိုအဲ့ခါကျတော့ဒီအင်အားစုတစ်ခုခုရဲ့ဟို budget နဲ့ဆောင်ရွက်တာမှာမဖြစ်စေချင်ဘူးယူနီရှာစီနာရဲ့ဆောင်မယ်ဆိုရှင်မိမိ budget နဲ့မိဆောင်ရွက်တာမျိုးဖြစ်စေချင်တယ်သူတို့အကြံပြီးတော့သူတို့လည်းမဟုတ်ပါဘူးသူတို့ budget မှာသူတို့လုပ်ပါမယ် ဟိုကျန်တဲ့အင်အားစုရောဒါဖိတ်တာအမလီရှားလွတ်လပ်ဖိတ်ပေါ့အဲ့လိုပြောရတယ်ဒါပေမဲ့ဟိုသူဖိတ်တဲ့မှာစစ်ကောင်စီမှာမပါပဲဘူးမပါဘူးကျန်တဲ့အင်အားစုရေးရမှာသူတို့ဒါဘယ်သူချန်ထားပါလို့ပြောလို့မသိတော့ဘူးအဲ့ဒါကျွန်တော်တို့ကစစ်ကောင်စီမှာပါဘူးဆိုတော့လွတ်လပ်လာအဲ့လိုပြောခဲ့တယ်အဲ့ခါကျတော့ဒါပေမဲ့သူတို့ကပေါ့လေဟိုဟိုဒါကျွန်တော်မတက်နိုင်ဘူးဆိုတော့သူတို့တီးပါဒါပေမဲ့ဟို ျွန်တော်တို့လွတ်တော့ခီးသွာနိုင်တယ်လို့လွတ်တဲ့ခါကြတော့ရှင်ဟိုစိတ်ချရလို့လွတ်ပါတရားဘာဘာမှမသိဘူးပေါ့ဒီလားအာကျွန်တော်ကနိုင်ငံရဲ့ဒီကျဲတော့စိတ်ချပါတယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့လိုပေါ့ဟိုလွတ်လိုက်တယ်ကျွန်တော်တို့ကဟိုအဲ့လူကလည်းဟိုဒီပေါ့လေမြေပြင်မှာတောင်အောင်ထမ်းတယ်လို့ပြောတော့ကျွန်တော်တို့ကဟိုဒီဟိုတာပေါ့ဒီအဆက်အသွယ်ကဟိုခက်တဲ့ခါကျကျွန်တော်အသေးစိတ်မသိမယ်အကြမ်းမင်းကျွန်တော်သိရတော့ဟိုဒီဟာကဟို ဖိတ်စာအတူတူပဲဗျကျွန်တော်တို့ဖိတ်တဲ့အနေနဲ့ကျန်တဲ့အတူတူပဲဘယ်သူစီမှဒီစိတ်ကောင်းစီကိစ္စမပါဘူးပါတဲ့အခါကျတော့ဟိုဟိုရောက်တော့မှသူတို့ကဟိုစိတ်ကူးပြောင်းသွားပြီးတော့ဒါကျွန်တော်တို့ယူရဖိတ်ရင်မသိတော့ခဏကျွန်တော်ဘယ်ရကောင်းစီပေါ့ဗျာဟိုပြည်ပြင်းဆွဲဖက်သူဖြစ်နေမယ်နှစ်ဖက်လုံးဖိတ်တဲ့နေဟိုဘက်ကဖိတ်လိုက်လာတော့မသိဘူးပေါ့လေဒါမှမဟုတ်လို့ရှိရင်လေဟိုဒီဟာရွေချင်းနဲ့ကျွန်တော်တို့မပြောလိမ့်မယ်စုံပေးချင်တာလားမပြောတတ်ဘူးပေါ့လေ ကျွန်တော်တို့ကဒီလူတွေကဒါကိုရှင်းမွာကြတော့ခက်သွားပြီခက်သွားတာဘာဖြစ်လို့လဲခုနကကျွန်တော်ပြောတဲ့ဒါလေးကိုတက်နိုင်သလောက်အတူတူသေးသေးနဲ့ဆောင်ရွက်စီရင်အာဆီယံသဘောထားကိုကျွန်တော်တို့ကတည်ထားတယ်တည်ထားတဲ့အခါကျတော့တစ်ဖက်မှာကျတော့ကျွန်တော်တို့ရဲ့နိုင်ငံတကာအသိမှတ်ပြုမှုကိုကျွန်တော်တို့ကတန်ဖိုးထားတဲ့ဒါကိုဒီခီးကိုတွားကြရပေါ့ဒါပေမဲ့တစ်ဖက်မှာကျတော့လေကျွန်တော်တို့ကဟိုသူတို့ရဲ့ဟိုဆောင်ရွက်မှုပုံစံပေါ့လေဆောင်ရွက်ပုံစံကတကယ်လို့သူတို့ကစီနာနဲ့ဆောင်ရွက်တာဒါပေမဲ့ဟိုဟို ဟိုပါဗျာမိသားစုထဲမှာတောင်မှအပြင်းအမြင်နဲ့မိသားစုကိစ္စဆိုမတူဘူးလေဒီလိုပြဿနာရှိသူတို့စေနိုင်ဆောင်ရတဲ့ဆိုတော့လေကျွန်တော်ကလက်ခံချင်မှာလက်ခံမှာဟုတ်လားအဲ့လိုပြဿနာရှိကျွန်တော်စဉ်းစားမိရတယ်ခုရှိရပါလဲဆိုတော့ဟိုကျွန်တော်စိတ်ထဲမှာတွေးမိရပါဘူးဒီကိစ္စနဲ့ဖြစ်ပြီးဟိုဘာလဲတူလဲဆိုတော့ဥပမာဗျာရက်ထဲမှာဟိုခုနလိုဒီမမီဒီဘက်ကလင်ပါသားဥပါကပြဿနာရှာပြီးတော့ဟိုဒါရင်သမီးရောမောင်းချိုက်လို့ပြဿနာတက်နေဆိုတော့ ကျွန်တော်တို့မှဒါကိုစကားများနေလို့ရှိရင်သူတို့ကသွားသွားပြီးတော့ဒီဒီမှာစူညာပူညာဖြစ်နေရက်ွက်ထဲမှာနှောက်ရှက်ဖြစ်တာဟုတ်ဗျာနှောက်ရှက်ပြီးတော့ရက်ွက်ထဲမှာအနေနဲ့ဩဇာရှိရလို့ကဲကဲမင်းတို့မိသားစုရေဟိုလာငါဟုတ်စားပါလိဥစားမင်းတို့မင်းတို့ဘက်ကလာခဲ့ဦးပါလိအဲအောင်ပြောပြီးတော့ဟို ။နောက်ဒီရောက်တော့မှမင်းတို့ဟိုဘက်နဲ့လည်းဟိုစားသူတို့လည်းဒီမှာရှိရယ်မင်းတို့တွေ့လိုက်ပါလား။ဘာတော့ဘောဗောဗျာအလူဖြစ်ဖြစ်ဘုရားကိုယ်စီပြဖိတ်ပြီးအဲ့လိုလုတ်တဲ့အပေါက်မျိုးဖြစ်ကောင်းလည်းဖြစ်မှာပေါ့။ဘာလို့ဆိုတော့သူတို့ကစီနာနဲ့ဒါမြန်ချင်းဆိုင်တွေ့လိုက်တဲ့မျိုးဖြစ်သွားမယ်ဆိုတော့ဖြစ်ဖြစ်မှာ။ဒါပေမဲ့ဟိုကျွန်တော်ခံစားချက်ကဥမာသူတို့ဝီမြရယ်ဆိုကြရကျွန်တော်စဉ်းစားမိရတဲ့ချက်ကအိန္ဒိအဒီအင်ဒိုနီးရှားရဲ့စစ်ဟုတ်သားပေါ့အနာရှင်နေနဲ့ဗမာပြည်ဆက်အနာရှင်နေမတူဘူးဗျသူတို့ရဲ့ ဒီလွတ်တော်ထဲမှာဟိုနေရာယူခဲ့ဟိုဒီတမတ်သားတွေပါဥစားအင်ဒိုနီးရှားဆီရတကူချတာဟုတ်ဒီလားအင်ဒိုနီးရှားလွတ်တော်ထဲမှာရှိခဲ့ရလေဟုတ်ကဲ့ဒါပေမဲ့ဒီဟာဟိုဟာလုတ်တဲ့အခါကျတော့ဟိုကျွန်တော်တို့ဒီဟာကိုစူဟာတို့ပြုတ်ကျသွားတဲ့အခါကျတော့ဒီစစ်ဒီတောင်ရှိသူများဟာဟိုပြည်သူနာအောင်မလုပ်ခဲ့ဘူးလေတိဟုတ်ဟုတ်ပြည်သူနာအောင်မလုပ်ခဲ့ဘူးဟိုခုနကလိုပြည်သူကဟို ဒီအုံကြွပြီးတော့ဒီဆန္ဒရွယ်ပြလို့ဒီအနာရှင်ပြုတ်ကြသွားလေစစ်တပ်ကသူ့ဘက်ကလည်းရန်နိုင်တာပဲဂျာနီကိုလည်းရန်နိုင်ဒါပေမဲ့လည်းသူကဟိုသူတို့စွတ်တော်ကနေဆုတ်ခွာပါမယ်ဒီဆိုပြီးတော့ဂရိပေးခဲ့ခင်ဗျားလည်းဆောင်ရွက်ခဲ့ဒါမှမဟုတ်သူကစင်ချောသွားလေစင်ပြေသွားအဲ့ကကြောအဲ့ဟာကိုကျွန်တော်တို့ ਨੇ ဒီအားကြီးလောက်မျှဝေဘာထူမှာချင်ဘာလို့ဆိုအချိန်ကြီးကမတူဘူးလေဟုတ်တယ်အချိန်ကြီးကမတူဆိုတော့ဒီဆန္ဒပြတာကိုလေသူတို့ပြစ်ခတ်ခတ်ခဲ့ဟုတ်တယ်မရဲဆက်လုပ်ခဲ့ရမရှိဘူး ကျွန်တော်တို့စီမှာကျွန်တော်တို့စီကစနစ်တကျတန်းနေတာလုပ်ခဲ့တယ်လုပ်ခဲ့ပြီးသူတို့ကဟလာရဲဆက်တပ်ပြက်ခဲ့လူကြီးထောင်နေချီပြီးတတ်ခဲ့ရှိရနောက်က၎င်းနေအိမ်ကြီးမှာဟလာဝင်ဖမ်းပြီးတော့ဟိုဗမ်မနဲ့မနဲ့ခေါ်သွားညနေအလောင်းပြန်ဖို့ဆိုတော့လုတ်ခဲ့ရရှိတယ်။ဒီလိုဟာမျိုးနဲ့ကျွန်တော်တို့ဒီ process နဲ့တူမမတူတာကြီးဘယ်လိုလုပ်သွားမြောက်။ဒါပေမဲ့ကျွန်တော်တို့ကဟုတ်ပြီ။သူမျှဝေရဆိုတော့ဒါသွားပြီးနားထောင်ပြီးတော့ဒါကျွန်တော်လည်းဟိုဒါပေါ့ဗျာဟိုမိတ်မပြတ်ပေါ့နော်။ကျွန်တော်ကပြန်လာလို့ရတယ်။ဒါပေမဲ့လည်း ဟိုရောက်တော့မှအဲ့ကိစ္စကိုသွားတဲ့လူတွေဆီကတိရခုနကကျွန်တော်အားဒါရေးပါလို့ပြောရဲဆိုတော့ကျွန်တော်ကဒီကခုနကကျွန်တော်ပုဂ္ဂိုလ်ကြီးခုနစကားခံတာကိုကျွန်တော်ပုဂ္ဂိုလ်ကြီးဆိုတော့ပြောလို့ရတာဒီအဖွဲ့အစည်းကူစားပြီးပြောရတဲ့အခါကျတော့အဆင်မပြေဘူးလေဒီလေပဲဒီကူစားပြီးကျတော့ခုနကကျွန်တော်ပြောသလိုဒီဒီခုနအာဆီယံကြီးကစီနိုင်းဆောင်ရတာကိုကျွန်တော်တို့က အာဒီဖွဲ့တွေကမလင်းတပတ်နဲ့ခေါ်ရဆိုမပြောလည်းမကောင်းဘူးဟုတ်ကဲ့ဆရာပြောသူဖွင့်တယ်ငါသူသူဘာလို့တော့ငါသူသူဖိတ်တော့ငါတမျိုးခုရောက်မှတမျိုးဖြစ်တာဆိုတော့တမျိုးဖြစ်တယ်ဆိုတာနှစ်မျိုးမျိုးမျိုးရှိအောင်ကျွန်တော်ပြောသူပဲဒီဟာကခုရောက်တော့မှသူကယုတ်တဲ့ဒီဖိတ်ပြီးတော့မှစိတ်ကူးကပြောင်းသွားပြီးခုလည်းဖိတ်လိုက်ဖို့ကောင်းတယ်ဆိုတော့ပေါ်ခြင်းလည်းပေါ်မှာပေါ့ဟုတ်ဒါပေမဲ့ဟို ျွန်တော်တို့ဥစားပေါ့လေဝန်တာကိုကောင်းတာဒီဘက်ကအင်အားစုတွေကဘယ်သူမှအများစုသဘောမတူကြဘူးပေါ့နော်ဘယ်မှမတွေ့ဘူးဆိုတာပြရတာဆုံးမြဲကျွန်တော်တို့တွေ့လို့မရဘူးကျွန်တော်တို့ကျွန်တော်တို့ပေါ့ကျွန်တော်ရက်တီချက်ကိုလည်းတောက်လျှောက်ပြောလာဆိုရင်ဒီကအဆင်ပြေပါတယ်ဒီဘက်မှာညှင်းခုန်ညာမရှိဘူးဗျာသူတို့ကလည်းစွမပြောပါဘူးအမတွေ့ရင်လည်းမတွေ့မတွေ့ဒါပေမဲ့ဟိုဒါပေမဲ့ကျွန်တော်သိရတဲ့ခုပေါ့လေဟိုလူတွေထင်တာလူတွေအခုပေါ့လေ ဟိုသွေးချင်းမှာဆွေးနွေးကြရမရှိဘူးဆိုပြီးတော့အခုတော့ဗာလဲစစ်ကောင်စီကဆွေးနွေးသွားလာစစ်ကောင်မရှင်ဆွေးနွေးရပါစသည်ဖြင့်အတန်တရားဖြစ်တာပေါ့ဒါပေမဲ့ဟိုကျွန်တော်သိတလားပေါ့ကျွန်တော်သိရဘလောက်မှန်လဲတော့မသိဘူးခုဘက်ကလည်းကျွန်တော်နဲ့မဆွေးနွေးဘူးဟုတ်ရှိတယ်ဟုတ်ရှိတယ်ဟိုကျွန်တော်ဘက်ကယူရဲဟိုသူတို့ဘက်ကတော့ကျွန်တော်တို့ဟိုဟာပေါ့လေကျွန်တော်တို့ဘက်ဆွေးနွေးရင်သူတို့ဘက်ကအဆင်သင့်ဖြစ်မယ်လို့မထင်နဲ့သူတို့ဟာလည်းအခုချိန်မှာဟလာသူတို့ကလည်းဟိုသူတို့ဟာသူတို့ဘက်စစ်နိုင်တယ်လို့ထင်နေတယ်မဟုတ်လားဟုတ်တယ်သူတို့က ဟိုနည်းနည်းလေးပြန်ရည်กว่าငါတို့နောက်มาလေဘက်ကကြီးကကောင်းကောင်းရှိရလားငါတို့သာပေါ့ဒီဟိုသာနီးပညာအကူကြီးလက်နဲ့အကူကြီးရောနောက်နိုင်ငံရေးအကူကြီးရောဟိုကောင်းရက်ပြီးမှလို့ရှိနေတာဘာကြောက်စရာကြောက်ဘာဆွေးနွေးစရာလိုလဲအဲ့လိုမျိုးစရှိအဲ့ तू အမတွေ့ဘူးအမတွေ့ဘူးဆိုတော့ဒီကဘာမှမဖြစ်ဘူးဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဟိုအဲ့ချိန်မှာသတင်းဌာနတကူကတက်လိုက်တဲ့ခေါင်းစဉ်ပေါ့နော်အဲအဲ့ခေါင်းစဉ်ကပြဿနာထက်သွားတယ်ဆိုကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲအဲ့အဲ့ကကြောက်ဆေးဥစုနဲ့ ဒီနိုင်ငံအင်အားစုများဆွေးနွေးရဆိုကျွန်တော်တို့ဒီနှစ်ဖွဲ့တွေ့ရဆိုသဘောမျိုးဖြစ်တာအင်ဒိုနီးရှားရှင်းလင်းအောင်လုပ်ပေးလို့ယူဆရဘာဖြစ်လို့ဆိုတော့ကျွန်တော်သိရနေရာအောင်မတူဘူးပြောမြို့တောင်မတူလားမသိပါဘူးအဲလိုခွဲပြီးတော့ဟိုတွေ့နေခဲ့တယ်သူတို့ကလည်းဟိုစားမလေးရှားစီ sorry အဲဒါအင်ဒိုနီးရှားဆိုရင်တီးကြတွေ့တယ်ဗောဗျာတီးကြတွေ့ပြီးသူကတော့ဒီသူတို့လုတ်ခဲ့တဲ့ကိစ္စတွေ့ကြုံတွေကိုဟိုဘက်ကလူတွေကသူမျှဝေမျှပါကျွန်တော်တို့လည်းမျှဝေဒီကနေ့ပဲပြီးသွားတယ်ဒီဘက်မှာလည်း ကျွန်တော်တို့ဖိတ်တဲ့သူနဲ့လည်းပြဿနာမှဖြစ်ဘူးကျွန်တော်တို့ရမှာပြဿနာမှဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ကငိုအစီအစဉ်တွေကဒီမှာကဟိုကျွန်တော်တို့ဆုံးဖြတ်ချက်တွေပါချဖို့လည်းမရှိဘူးဒီစီဝေးကပြီးတော့အဲအကြောင်းမို့ဒီပေါ်မှာဘာမှအထုတ်ပြန်ညာမရှိဘူးအင်တာဗျူးလည်းမရှိဘူးပေါ့နော်အဲ့လိုဒါပေမဲ့ဒီဟာကခုနသတင်းထံသာလို့လည်းတော့ရှုပ်ထွေးသွားရှုပ်ထွေးသွားတဲ့အခါကျတော့ဒီဘက်မှာအတန်တွေထွက်လာအခုတောင်မှကျွန်တော်သိရတာ EAR ရ interview ဆိုတာ interview ထုတ်ပေးတာရှိတယ်ပေါ့နော် ခုပြီးတော့ဒီဟာကြီးကိုတက်မယ်လို့ကျွန်တော်သိလောက်လို့မပြောချင်ဘူးခုဘက်မှာလည်းပဲဖြစ်ဖြစ်အစင်လာရဟိုဒီဟာမျိုးကိုတိတ်ပြီးတော့ဟိုအာဆီယံနိုင်ငံများပြောစီချင်လို့ဆိုတော့ကျွန်တော်ကသိတယ်ဒါပေမဲ့ဒီမှာလိုအပ်ချက်ရှိတာပြောရတာပေါ့ဗျာပြောရခါကျတဖွဲ့ပြောနိုင်ရင်လုံလောက်ပြီလေကျွန်တော်ကတဖွဲ့နဲ့ဖွဲ့ပြောနိုင်ရင်လုံလောက်ပြီပေါ့အားလုံးကဒီသဘောပဲအဲ့တော့မှကျွန်တော်တို့စီကလူရဲ့တန်တဲ့အကြည့်ကကျန်တဲ့ဟာတွေကဟိုသူတို့တမျိုးဖွဲ့လာမသိငြိမ်နေရဆိုတော့ဖြစ်နေအဲ့လိုပေါ့မမငြိမ်နေရကျွန်တော်တို့ကဟို ဒီဖိတ်တဲ့လူเนี่ยမျက်နှာမပြည့်ရှင်းဘူးကျွန်တော်ရရေးရှိဆက်ဆံမှာဆိုတော့အဲ့ဒီသဘောပါကျွန်တော်အာဆီယံဆိုတာလေဟိုဒီတဲ့မကပေါ့လေဟိုဟိုစားပေါ့ဒီဆောင်ရွက်ချက်တွေတောင်မှကျွန်တော်ကအခုကျွန်တော်တို့ဘက်ကဟိုလုံးလုံးကြီးမရက်တော့လေစစ်ကောင်စီဘက်ကမရက်တော့ဘူးကျွန်တော်ကယေစုတင်နေရအာဆီယံအဲ့ဒီသဘောပဲဖြစ်နေရဟိုသူကလက်ရှိဟိုသူတို့ရဲ့ဟိုဒီအနာတိုင်းကမှတက်ထိုင်နေရလို့ဖြစ်တော့လေဒီလေအဲ့အဲ့မှဆိုတော့ ျွန်တော်ကအဲ့ဒီနေတာဖြစ်တာဟုတ်အဲ့ဒီသဘောပါကျွန်တော်ကဒါကိုမင်းမပြတ်ဆက်သွားနိုင်တယ်ဒါကိုပြည်သူထွက်ရှင်းတာဆိုဒင်းသာရှင်းလင်းပွဲလုပ်တာရယ်အဲ့မှာတော့လုံးလို့ရမှာမဟုတ်ဘူးဘယ်သူမှလုံးမှာမဟုတ်ဘာဖြစ်လို့ဆိုတော့ဒါကြီးကဟိုခုနကဒီမလေးရှားဆောင်ရတဲ့ပုံစံနဲ့အင်ဒိုနီးရှားဆောင်ရတဲ့ပုံစံကသိပ်မကွာရက်ပန်းမဲ့ကွာမတူမလေးရှားဆောင်ရတာက invite နဲ့ဆောင်ရခဲ့ပြီပြောအင်ဒိုနီးရှားဆောင်ရတဲ့ကငါတို့ကဒီလိုလုပ်ခဲ့ရယ်မင်းတို့တည်အောင်ဒါလေးရောပြပြခြင်းတော့ခေါ်ပြီးတော့ဒါပြောတယ် ပြောခွန်မှာဟိုဘက်ကိုလည်းဖိတ်လိုက်ဆိုဖိတ်တယ်မင်းတို့တွေ့မလားမတွေ့ဘူးမတွေ့လို့ရှိရင်လည်းရရဲဆိုပြီးပြီပေါ့ဒါပါပဲဒါပေမဲ့လည်းအဲ့ရဟိုနည်းရှုပ်သွားတာပေါ့ဗျာအဲ့ဒါလေးပါရှင်းပြဟုတ်ဟုတ်ဆရာဒါကိုလို့ရှင်းပြအဲ့ဒါမှပဲရှင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းဒီလောက်ထိဆရာဝင်စိတ်မပြောချင်ဘူးညမပြောချင်တာကျွန်တော်တို့ကဟိုဒီကိစ္စတွေကဟိုကျွန်တော်ကဂရီးပြုတ်ခဲ့ရတယ်ရှိရပါဘာလို့လဲဆိုတော့ဒါလည်းသူတို့နားလည်ပြရရှိတယ်ဘာလို့လဲဆိုတော့ အာဆီယံအပွင့်လည်းပြောလို့ရှိရင်အာဆီယံရဲ့ဥစားအနေထားကိုကဟိုငကိုရီးယားအာဆီယံစဖွဲ့ဘူးကနိုင်ငံကြီးရွေးချင်တဲ့ဖွဲ့ရမှုဗျာစီးပွားရေးရွေးချင်တဲ့ဖွဲ့ကြတာဘူးဟုတ်ကဲ့အဲ့အခါကျတော့ဟိုသူတို့ထဲမှာလည်းသိရတဲ့အတိုင်းပဲနိဟိုဒီဒီပုံစံမတူရဲ့စုရရေးဟိုဥစားပေါ့လေဒီဟိုပါဗျာရည်ရည်မတူလို့ပြောမှာဒီမိုကရေစီရည်ရည်မတူတဲ့ကိစ္စတွေအများကြီးရှိရယ်ဟုတ်ကဲ့အများကြီးရှိရခါကျသူတို့ထဲမှာ ဟိုကျွန်တော်အတိအလောက်မှာ five way consensus ဆိုတာဒါအားလုံးလည်းသိပါရဲ့ဟုတ်ကဲ့ five way consensus ရဲ့မူလဟိုအဆိုပြုချက်ကအတားပြင်းထန်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပြင်းထန်ရင်ကကြောဒါပေမဲ့ဒီဟာကို five way consensus မဖြစ်ခင်မှာဟိုအဆိုပြုတဲ့ဟာတွေပေါ့ဗျဒါပေမဲ့အဲ့လောက်တော့မလုပ်ပါနဲ့ဆိုတာမျိုးရှော့ရင်ရှော့ရင်လည်းဟိုနောက်ဆုံးကြတော့ဟိုဘာကွန်လဲဆိုတော့ဒီ ဒီလောက်အခြေအနေကြတော့မှဒါမင်း online ကလက်ခံနိုင်မှာပေါ့ဆိုသူလက်ခံလဲလက်ခံသွားတယ်လေလက်ခံပြီးဘာမှမလုပ်ဘူးဘာမှကောင်းတယ်ပေါ့ဘာမှကောင်းတယ်ပေါ့ဘာမှဆိုတော့အခုအချိန်မှာဟိုသူတို့သဘောတူလက်မှတ်ထိုးကြတာမဟုတ်ဘူးတော့မှဟိုဘာလို့ဆိုတော့မင်းကအဲ့တော့ညင်းနေတယ်အဲ့လိုဖြစ်တာဟုတ်ဟုတ်ကဲ့ဆရာဒါအခုဆရာခုလိုရှင်းပြလိုက်တော့လေလိုပဲဖြစ်ဖြစ်ဒီဟာနဲ့ပတ်သက်လို့ဆိုးရိမ်နေကြတဲ့သူတွေအချို့ကျတော့ဆိုးရိမ်တာပါဆရာကျွန်တော်တို့ကပြည်သူဟူစာပေါ့လေ ဒီလိုမရှင်းမထားတဲ့ကိစ္စတွေကတော်တော်ဒုက္ခရောက်တယ်။ကိုယ်တိုင်ကာလမှာအဲနိုင်ငံကြီးကဟိုစိမ့်ပေါ့ရှင်ကျွန်တော်ငငယ်ကတော့ဟိုပါဗျာအကြောင်းသားဘွားတော့က activist ပေါ့ activist တုန်းကတော့စဉ်းစားခဲ့တဲ့စိတ်နဲ့အခုနိုင်ငံကြီးသမားဘွားမှာစဉ်းစားတဲ့စိတ်ကမတူဘူးပေါ့မြူတရရဲ့အများကြီးတခါကြတော့ဟိုညံ့ကြရင်အိတ်မပြေဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ဟို အဲ့အိမ်မပြောတော့ online တွေ့တဲ့အိမ်မပြောဒါကြီးကိုပြည်သူတွေကိုလည်းစာနာရယ်ပြည်သူသိကျင်တာဟုတ်သိကျင်တာဟုတ်သားအဲ့တန်ဖောက်မှလည်းပြောလို့မရအဲ့လိုဒါကိုယ်ကိုယ်ထက်မြတ်လို့ဘာပဲဖြစ်တော့ကျွန်တော်လည်းဟိုဘာပဲဖြစ်တောင်းပြီးပြောတဲ့နေတယ်ပြောတာပေါ့လေမမရောဒီဟာဟိုဒီဟာမျိုးကို public dice လောက်တာမျိုးကကောင်းတာလည်းရှိရဲကျွန်တော်တစ်ဖက်မှာလည်းဟို ကျွန်တော်တို့ရဲ့မိဖက်နိုင်ငံတွေကိုလည်းမထိခိုက်အောင်စဉ်းစားပြီးပြောရရှိတယ်။ဟုတ်ကဲ့ဆရာ။ဆရာကြီးပြောတဲ့ဟာကတော့အကောင်းဆုံးပါပဲဗောနော်။အဲ့ဒါဟိုဘက်ကောဒီဘက်ကောတညတတဲ့ပုံစံမျိုးနဲ့ပြောသွားတယ်ဗောနော်။အဲ့တော့ဖြည့်ရှင်းရှင်းလင်းလင်းလည်းဒါအဖြေကိုတိခွင့်ရတယ်။အဖြေတွေလည်းခြေနဲ့ကြပါဗောနော်။ဟုတ်အဲဒီလိုမျိုးပြောပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။